ခိုင်ပြည်တော်လုံးမှာမိုင်းပေးတင်သူကအယောက်တထောင်လောက်အထိရှိနိုင်တယ်လို့ခန့်မှန်းထားပြီးမြန်မာနိုင်ငံမှာမြေမြုံမိုင်းကြောင့်တရားရရှိသူအရေးအတွက်ကိုမှန်ကန်စွာစည်ရင်မပြူစုနိုင်တာကြောင့်လူသားရှင်းစာနာထောက်ထားမှုဆိုင်ရာ မိုင်းလုပ်ငန်းတွေအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာမြေမြုံမိုင်းတွေနဲ့စစ်ကြံလက်နက်ပစ္စည်းတွေကြောင့်ဒဏ်ရာရရှိသူတွေဟာအမှတ်တကယ်ဘယ်လောက်ရှိတယ်ဆိုတာကိုတိကျစွာမသိရှိနိုင်သေးတဲ့အပြင် ကျင်းလက်ဒေသတွေမှာနေထိုင်တဲ့လူတွေဟာပိတ်ဆို့မှုတွေကြောင့်စေကူတမှုရဖို့ကိုပင် အလွန်အခက်အခဲရှိနေကြတယ်လို့မြေမြုံမိုင်းလေလာစောင့်ကြည့်သူတွေကပြောကြပါရယ်။ရခိုင်မှာမြေမြုံမိုင်းတွေနဲ့စစ်ကြံလက်နဲ့ပစ္စည်းတွေကြောင့်တရားရရှိသူတွေများပြားပေမဲ့လည်းပိတ်ဆို့မှုတွေနဲ့တွာလာရခက်ခဲမှုတွေကြောင့်စည်ရင်အတိအကျရဖို့ကိုခက်ခဲနေဆဲဖြစ်ပါရယ်။ The Liberacy Mission Myanmar TLMM ရဲ့မြန်မာနိုင်ငံအကြီးအကဲဒေါက်တာဇော်မိုးအောင်ကစစ်တွေမြို့မှာတင်မဟုတ်ဘဲ ရခိုင်ပြည်နယ်တဝမ်းကိုခမန်းကြည့်ရင်မိုင်းဘေးတင့်သူအယောက်တထောင်လောက်ရှိနိုင်တယ်လို့ Insight Myanmar Focus ကိုပြောဆိုထားပါတယ်။မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာနှစ်စဉ်မြေမြုံမိုင်းနဲ့တခြားသောပောက်ကွဲလက်နက်ပစ္စည်းတွေကြောင့်ဘေးတင့်သူအများဆုံးနိုင်ငံဖြစ်တယ်လို့ UNICEF ရဲ့2024ခုနှစ်အတွင်းထုတ်ပြန်ထားတဲ့အစီရင်ခံစာမှတ်တမ်းတွေအရသိရပါတယ်။ဒဏ်ရာရရှိသူနဲ့ပေဆုံးသူပေါင်း2024ခုနှစ်မှာ1052ဦးရှိခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကထုတ်ပြန်ခဲ့တဲ့ကမ္ဘာမြေမြုံမှိုင်းစောင့်ကြည့်လေလာရေးအစီရင်ခံစာရဲ့နောက်ဆုံးစည်းရင်းစရာတွေအရာတရာပါတယ်။